အဖေ့စ်ကင်း YouTube channel ရတယ်အားလုံးပြန်လည်ကြိုဆိုပါရစေအဲ့တော့ခုကျွန်တော်စာအုပ်လေးဖတ်မယ်အဲစာအုပ်ဖတ်မယ်ဆိုတော့ပုံမှန်မြောက်ဝေးဘေးနေကြစာအုပ်ဆုံးအစီအစဉ်လေးကိုလည်းဆက်လိုက်ကြမယ်ပေါ့ဗျာဆိုတော့ဒီနေ့စာအုပ်ဆုံးအစီအစဉ်မှာလည်း2008ကဘာစီပွားရေးမြင်ကွင်းဒီစာအုပ်ထဲမှာပါ နေရောင်ကြည့်၍စီးပွားကက်ကိုသုံးသက်ခြင်းဒီကောင်းစဉ်နဲ့ဝေကြီးလောကမှာဇယိုက်သုံးပါဒီเจ้าရာတို့ကိုကျွန်တော်တို့ဖတ်တော်မှာပေါ့ဗျာဆိုတော့ကျွန်တော်ပုံမှန်စာအုပ်ဖတ်နေကြเจ้าရာလေးကိုမှဒီနေ့လဲဒါစာအုပ်ဆောင်အစီအစဉ် live လေးကိုမျှဝေပေးလိုက်ပါတယ်ဆိုတော့တဝူးချင်းဒီတိုင်းလဲနားထောင်တဲ့မိတ်ဆွေတဝူးချင်းဒီတိုင်းဒီကောင်းကြမ်းပါပြီးတော့အစားစားရရ အဆင်ပြေပါစေအောင်မြင်ထိုးတက်ပါလေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ဆက်လိုက်ကြပါမယ်ဒါဖြင့်အကြီးစရာတို့ရဲ့ရိတ်မြောင်းဟောင်ကောင်မြောက်ဘက်မှာဒါဖင်ဆိုသောရွာလေးတွေပါရှိရယ်ဒီရွာတရုတ်ပကြီးကကျက်စားစရာကိုလိုနီဖြစ်တယ်သို့တော့တိတ်ကြီးမတိကြပေဘူးလက်ရအမြောက်ဆုံးပကြီးကားတွေအရေအတွက်များများထုတ်လုပ်တဲ့ တရုတ်ပကြီးကားတွေခင်းချင်းပြသတဲ့နေရာရောင်းချတဲ့နေရာမှန်လေလူသိနေကြတယ်ဒီတက်ပို့ပြီးတော့မှလူသိနေတဲ့အချက်မှာဟိုတယ်ခန်းနဲ့အမေရိကရှိတဲ့တိုက်တာအိမ်ကြီးတို့မှာချိတ်ဆွဲထားတဲ့ပကြီးကားတို့ဒီထိုရွာမှပကြီးကားတွေဖြစ်နေတဲ့အချက်ဖြစ်ပါတယ်အမေရိကမှာလည်းတိုက်တာအိမ်ယာမြေတွေဖွံ့ဖြိုးလေလေအဲ့ဒီရွာကတရုတ်ပကြီးကားတွေကရောင်းရနေနေဖြစ်ပါတယ် အမေရိကကားမှာ project တွေကား project တွေပေါ့နော်ဒီလိုကားကားဒီ property တွေ project တွေဒီလိုအင်ယာချန်ပီရဲ့ property တွေပိုင်ဆိုင်မှုတွေอ่ะဈေးကွက်ဆန်းပွင့်မှုနေပေါ့နော်ဆက်ဆက်နေတယ်လို့လည်းဆိုပါသေးတယ်အမေရိကမှာ hotel နဲ့ဈေးခန်းတိုက်ကားနဲ့တိုက်အိမ်တွေများတယ်ဗကြီးကားတွေချိတ်နေဖြစ်ပါတယ်ဗကြီးကားချိတ်တဲ့နေရံများလာခြင်းကိုဒါပြင်ရောအရန်ဝမ်းသာကြိုးစားပါတယ် သို့တော်မကြသေးမီမှာပဲအမေရိကမှာတိုက်တာအင်အားမြေတွေစားပွင့်မှုပေါက်ပြဲသွားတယ်ဘူပေါင်းပေါ့ဤပေါက်ပြဲမှုကြောင့်ဒါဖင်ရဲ့ပကြီစင်းကွက်လည်းအကြီးအကျယ်ထိခိုက်သွားပါတယ်ပကြီစရာတွေကဆုတ်တက်ပြီးထိုင်နိုင်နေရတယ်ဒီချက်ကို လူသိနေတယ်ဒါဖင်မှာ ပကြီစရာအသိရှိရဲ့အဲ့အသိရဒူးဥက္ကဋ္ဌလုပ်တဲ့သူက United State မှာအိမ်နေပို့ဆောင်လာလေတဲ့ ျွန်တော်တို့ရဲ့ပကြီကားတွေချိတ်ဖို့နေရန်တိုင်းလိုလာလေလေလို့ထုတ်ပြောပါတယ်။သို့တော်လည်းယခုနောက်တိုင်းမှာဒီလို property ဈေးကွက်ကြီးရိုင်းလဲသွားတာကြောင့်ဒါဖင်ရွာကပကြီဈေးကွက်ကတခါရေးအေးဆက်သွားပါတယ်။တော့ယနေ့ကမ္ဘာမှာအရေးကြီးတဲ့စီးပွားရေးအင်ဂျင်ဖြစ်တဲ့တရုတ်အမေရိကလုပ်ငန်းရဲ့လူသန်းပေါင်းများစွာ ပါဝင်လုံဆောင်နေရရှိတယ်။ထို့အပြင်ဒါဖင်လည်းတစ်ခုပါဝင်ပေါ့။သမိုင်းပညာရှင် เนาะအဆိုပါတရုတ်နဲ့အမေရိကန်လုပ်ငန်းအားလုံးကိုเนาะချိုင်းအမေရိကဆိုပြီးတော့မှနေမယ်ပေးလိုက်သေးတယ်ဝင်ငွေမတိုးဒါနခံစားရတယ်ချိုင်းအမေရိကမှာတရုတ်နဲ့အမေရိကစီးပွားရေးလုပ်ငန်းကိုပူးပေါင်းစာရွက်ရန်ပါတနာရှစ်ဖွဲ့ဖွဲ့စည်းလိုက်တယ်ရေဘူးရရည်ညွှန်းတယ်ပေါ့เนาะအတိတ်ပဲခက်ညွန်းညွန်းမှာဒီချိုင်းအမေရိကကတရုတ်စုဆောင်မှုနဲ့တရုတ်ထုတ်လုပ်သူတို့ကတစ်ဖက် အမေရိကန်ငွေသုံးဆွဲသူနဲ့ငွေချေးသူတို့ကတပ်ဖက်လက်တွေ့သဘောပါတနာဖွဲ့ခြင်းဖြစ်ပါတယ်။တရုတ်တို့ကငွေစုတယ်ပစ္စည်းတွေထုတ်လုပ်တယ်အမေရိကန်တို့ကငွေသုံးချမ်းနေသူများထံမှာငွေရှိတယ်ဒီနှစ်ခုကို ပါတနာရှစ်ဖွဲ့မိတဲ့အခါမှာလေဒီလိုမျိုးဖွဲ့စည်းမိခြင်းကြောင့် China ဖြစ်လာတယ်လို့ဆိုပါတယ်။ တရုတ်နဲ့ဒီအမေရိကပေါင်းစပ်မှုနီးကပ်လွန်ခြင်းကို စာဖွဲ့ပြောခြင်းပါစင်စစ်အဖြစ်ပြောရရင်တော့တရုတ်က e-sport တွေဟာရသမျှငွေကိုဒေါ်လာဖြစ်ထားတယ်အမေရိကန်ငွေတိုင်းလက်မှတ်တွေကိုလည်းဝယ်ထားတယ်ဒါဖြစ်အမေရိကန်အတိုးနှိုင်းကိုနှိမ့်စေတယ်ပေါ့အမေရိကန်ငွေပေးပြီးတော့မှတရုတ်ဖိနှိပ်တရုတ်တီဗီဖျားနဲ့တရုတ်ပကြီကားကိုဝယ်နိုင်ဖို့ကြံဖန်ပေးတဲ့သဘောဖြစ်တယ် အမေရိကရှိအိမ်တို့ဒီလဲဝယ်ပန်းဝယ်ချမ်းပေးဝယ်နိုင်ချမ်းနိုင်တယ်ပေါ့ဗျာအမေရိကန်တွေကလည်းတစ်ဖက်ကနေပြီးတော့သူတို့ရဲ့ဝယ်ယူတဲ့အိမ်တွေကိုအပေါင်ထားပြီးတော့ငွေချီးပြငွေချီးကြပြန်တယ်ဒီလိုချင်းငွေတွေနဲ့ပို့ပြီးတော့တုံးဆွဲလာပြန်တယ်ဒီအချက်ကြောင့်ဒါနတော့တိုးတက်တယ်သို့တော်များလည်းဝင်ငွေမတိုးဘူးလို့ဆိုရာရောက်ပါတယ်ဒါနတိုးခြင်းဆိုတာဝင်ငွေမတိုးဘဲခံစားရခြင်းကိုဆိုလိုပါတယ်ဥပမာပြရရင်ဝင်ငွေမတိုးဘဲနဲ့အိမ်တွေဝယ်နိုင်ခြင်းကိုပြတာပါ ဒါဖြစ်အလုံးတောင်ဝင် ခွဲဝေမှုသည်တရုတ်ကငွေစုကုန်ထုတ်အမေရိကငွေဖြုံးငွေချီးမှုဖြစ်လာရာနှစ်နိုင်ငံစလုံးအကျိုးရှိရတဖက်မှာအီလုံးတောင်ဝင်ခွဲယူမှုကိုနိုင်ငံပေါ်မှာလည်းဩဇာပြုပို့လောင်းတယ်တရုတ်ပြည်ကလည်းတရုတ်ကွန်မြူနတီပါတီကတရုတ်လူထုကခမားတို့ရဲ့လူနေမှုအဆင့်တောင်မြန်မာအောင်လုံပေးမယ်ဆိုရဲအပြန်အလှန်အားဖြင့်ခမားတို့ကနိုင်ငံရေးတဲ့ဝင်မပါပါနဲ့ကျွန်တော်တို့ကအုပ်ချုပ်ခွင့်ပြုပါဆိုပြီးအပေးယူလှုပ်ထားနိုင်တယ် ထို့ကြောင့်လည်းတရုတ်ပြည်ရဲ့နိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုမရှိဘဲစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆယ်ရာခိုင်နှုန်းကျော်ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ် ဘာကိနဲ့တရုတ်ပြည်မှာစိုးခဲ့ပါအတိုင်းအပေးယူရှိတယ်လို့အမေရိကန်မှာလည်းဘူးအစိုးရကအမေရိကန်လူထုအကြားအပေးယူရှိခဲ့ပါသေးတယ်ဒီအပေးယူကခမည်းတော်တတ်နတ်ပေါ်ထောပတ်ပေါ်နှစ်မျိုးလုံးစလုံးရှိနိုင်ပါတယ်တဲ့အေဝယ်လင်ချက်ချင်းငွေချေရမလိုပါနှစ်နှစ်တွင်းဘာမှပေးစရာမလိုပါထို့ပြင်ပို၍သုံးဆွဲနိုင်ပါသေးသည်ရဲ့စစ်ပွဲနှစ်ပွဲကြည့်နိုင်သည်တဲ့ထို့ကြောင့်အခွန်တိုးကောက်ပြီးမဟုတ်ပါ အခွန်တိုးမပေးရဘဲနဲ့အီရန်ရဲ့ အီရန်စစ်ပွဲနဲ့အာဖဂန်စစ်ပွဲရောအလကားထိုင်ကြည့်ရသည့်အခွင့်အရေးမှာနည်းတဲ့အခွင့်အရေးမဟုတ်ပေတဲ့တက်နက်ထောပတ်အရင်ပောင်းစစ်ပွဲနှစ်ပွဲကိုအခွန်ပို့မပေးဘဲသမရဘူးဆိုအစိုးရအမေရိကန်လူထုကခံစားစေခဲ့သည့်အတွက်အမေရိကန်လူထုကဘာပြန်ပေးပါပြန်ပေးရပါသနည်းတဲ့အပြန်အလှန်အပြစ်ဘာတော့ပြန်ပေးပါမည်ဟုဒီ Republican ကသမရရွေးကောက်ပွဲမှာ မေတ္တာရက်ခံတယ်ဘာတော့ပြန်ပေးပါဘူးဆိုပြီးတော့ဗောနော်သို့တော်လဲဒီလို Republican တမရလောင်းอ่ะအရေးနှိမ့်သွားခဲ့တယ် Democrat တွေဟာတမရတစ်လာမဲ့ January 20ရက်နေ့မှာတမရအဖြစ်ကျန်တစ္ဆာချိန်ဆိုတော့မယ်သူကတမရဟောင်းရဲ့အပေးယူဖြတ်ပြစ်မှာလာပြင်ပြစ်မှာလာသို့မဟုတ်အပေးယူအစ်စ်ကိုကမ်းလှမ်းမှာလာစောင့်ကြည့်ရမယ်ထိုတော့သေးမှာပဲ American ရင်ဆိုင်နေရတဲ့စီးပွားရေးပြက်ကတ်ကိုတစ်တမရတစ်ဘာရက် နော်အိုဘားမားကကင်တွယ်ဖြည့်ရှင်းနိုင်မလားနှစ်စီးပွားပြက်ကက်ကိုတရုတ်ကဝင်ကယ်ပေးနိုင်မလားဆိုရဲမေးခွန်းတွေပေါ်နေပါတယ်ဒါဖြစ်တရုတ်ပကြီကားတွေရောဒီလိုတရုတ်ပကြီကားလောကမှုဒီလိုမျိုးတခြားကန်နာတွေရော ပြန်မမတ်နေစေချင်နေပါစေတဲ့အမေရိကန်ကအဆုတ် အုံတွေကဈေးကွက်ကပြန်ဥမော့လာစီခြင်းပါတယ်တဲ့သူတို့ကပကြီကားချိတ်ဖို့နေရန်ပုံမပေါ်ဖြစ်စီးပွားရေးအလားအလာကိုခံမှန်းနေပါတယ်တဲ့သူတို့အိမ်မက်ကတမိုင်းဆရာဖာဂူဆန်ပြောသလိုချိုင်းအမေရိကအထိမကြီးကျယ်ပါတဲ့ဈေးကွက်တွေပြန်ဆန်းပွင့်ရန်သာဖြစ်ပါသည်တဲ့2009ခုနှစ်မှာအလားအလာ007ပုံစံနဲ့အုံနောက်ဘုံတိုင်း လိုစီးပွားကြီးကက်ဖြစ်တော့တကယ်ပါလုံးရိုက်ခတ်နေတဲ့အခါနိုင်ငံအသီးသီးရဲ့နေရာအသီးသီးမှာလည်းအုံနောက်မုန်တိုင်းတွေဆင်နေကြတယ်။အုံနောက်မုန်တိုင်းဆိုတာကစီးပွားရေးကက်ကို ဖြည့်ရှင်းရန်ခုတုံးနဲ့အဖြည့်ရှာရန်နီးလန်းတို့ကိုဒါခေါင်းချင်းရိုက်ပြီးဆွေးနွေးရအဖြည့်ရှာခြင်းကိုရည်ညွှန်းခြင်းပါ ဒါကြောင့်လဲစီးပွားပြက်ကက်အဖြစ်ရှာရမှာဟီတိုင်းဆွေးနွေးပွဲတွေအငင်းခုံတွေအခြေတင်တွေဆိုတာအလွန်များပါတယ်။ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတော့စီးပွားပြက်ကက်တဲ့အတွက်ခုတုံးတို့ကိုဒီလိုခုတုံးကိုပေါ့နော်ဒီလိုခုတုံးပေါ့ပြန်လဲကုသဖို့အတွက်တဦးတယောက်ခေါင်းနဲ့မရနိုင်တော့တာဖြစ်တာကြောင့်ဖြစ်ပါတယ်။ဒီလိုအုံနောက်ပေါင်းစုံပေါင်းပြီးတော့မှစုပေါင်းအဖြစ်ရရင်အပူတလိုင်းလိုလာကြောင်းဖြစ်ပါတယ်။တရုတ်ပြည်ထုတ်ပေးခြင်းရနေပြောပေါ့နော်။ စာတစားလည်းတရုတ်စီးပွားရေးပညာရှင်တို့ကြုံတွေ့နေရတဲ့စီးပွားပြက်ကတ်နဲ့ပတ်သက်ပြီးတော့တဘောရမြင်တို့လည်းမေးတယ်အထူးသဖြင့်စီးပွားရေးအလားအလာကိုခံမှန်းခိုင်းပါတယ်တရုတ်စီးပွားရေးပညာရှင်အများစုက2009စီးပွားကတ်ပြီးပို၍ဆိုးလာဆိုးရွားလာဖို့ရှိသည်ဆိုပြီးခံမှန်းကြတယ် တေစီးပွားရေးပညာရှင်တို့ကလည်း2009ခုနှစ်မှာစီးပွားရေးအလားအလာခန့်မှန်းချက်ကိုတရုတ်ကွန်မြူနီပါတီရဲ့18ကြိမ်မြောက်ဗဟိုကောမဒီမျက်နှာစုံရီအစည်းအဝေးမှာတမရဟူဂျင်တောင်းရဲ့ policy မိန့်ခွန်းနဲ့ဆက်ဆက်ပြီးအောင်မှာတွေးဆကြည့်ကြတယ်။ဘယ်တဲ့ဘီမီတီစီးပွားရေး policy ကမဟာဗျူဟာတို့ချမှတ်ချမှတ်ဗဟိုကောမဒီကမိန်ကြားတဲ့ပါတီဥက္ကဋ္ဌရဲ့နော်ဗဟိုကောမဒီကနေမိန်ကြားတဲ့ပါတီဥက္ကဋ္ဌရဲ့ပေါ့နော် မိန်ကုန်းနဲ့သာဆက်ဟတ်ကြည့်ရမှာဖြစ်ပါတယ်။တရုတ်ပြည်အတွက်နေရာမှာလည်းဒီလိုမျိုးဆက်ဟတ်ကြည့်ရမယ့်နေရာမှာဖြစ်တယ်ပေါ့။အခြေခံမူကြီးကနေလွတ်မသွားဖို့လည်းဖြစ်တယ်။တရုတ်ကော်မတီတို့ကလည်းအခြေခံမူကြီးကိုထင်ဟချင်းပုံဖြစ်ပါတယ်။ပြုပြင်တဲ့တကားဖွင့်နေဒီအခြေခံမူကြီးကိုလည်းထင်ဟစေဖို့အခြေခံမိန်ကုန်းကြီးကိုမေးရပြန်တယ်။တမရဟူချင်းတောင်းကလည်းဒီမိန်ကုန်းကိုမေးတယ်။နံပါတ်၁ကတော့ မတ်စွာရဆိုတာဘာလဲတဲ့မတ်စွာရကိုဘယ်လိုကင်တွေ့မလဲတဲ့နှစ်ကဆိုရှယ်လစ်ဆိုတာကဘာလဲဆိုရှယ်လစ်စနစ်ကိုဘယ်လိုထူထောင်ရမလဲသုံးကဘယ်လိုပါတီမျိုးစားကိုထူထောင်သင့်လဲအီလိုပါတီမျိုးကိုဘယ်လိုထူထောင်ရမလဲလေးကဘယ်လိုဖွံ့ဖြိုးတိုးတက်မှုပုံစံမျိုးကိုဘယ်လိုရယူရမလဲစသဖြင့်အခြေခံအကျဆုံးမိကွန်းတို့ကိုတမရဟူချင်းတော့ပေါ်ထုတ်တယ်အထက်ပါပေါ်ပြချက်မှာတရုတ်ပြည်တွင်းမှာအခြေခံအကျဆုံးမိကွန်းကြီးကိုမေးပြီးတော့ တရုတ်ပြည်ရဲ့ရည်မှန်းချက်ပန်းနိုင်တဲ့ရက်ကိုတင်ပြတယ်။ဒီပန်းနိုင်တဲ့ရက်ကတစ်ကပြုပြင်ပြောင်းလဲရေး reform နဲ့နှစ်ကတကားဖွင့်ရေး open တို့ဖြစ်ပေါ်လာရင်ဖြစ်ပါတယ်။ပြုပြင်ပြောင်းလဲရေးနဲ့တကားဖွင့်ပေးရန်အလုပ်ဒီမပြီးဆုံးသေးပေတဲ့အချို့ကတရုတ်ပြည်စီအရန်တိုးတက်ခဲ့ပြီဖြစ်ပြီးပြုပြင်ပြောင်းလဲရေးတွေဆက်လက်ပြုလုပ်ရန် မလို့တော့ဘေးဆိုပြီးဆိုပါတယ်တကားကိုဆက်ဖွင့်နိုင်ရင်မလို့တော့ဘူးလေစင်ကျင်ပေးနေပါတယ်ဒီစင်ကျင်ကိုပယ်ချတယ်ဤဒီလိုတရုတ်လူအဖွဲ့စည်းကိုပြုပြင်ပြောင်းလဲရင်းနဲ့တကားဖွင့်ဝါရကိုကျင့်သုံးခြင်းအဖြစ်ကျွယ်ဝချမ်းသာတဲ့လူအဖွဲ့စည်းဖြစ်စေရမည်လူရည်ချင်းမှုအဆင့်တန်းမြင့်မားသောလူအဖွဲ့ရဲ့အစီဖြစ်စေရမည်စီးလုံးညီညွတ်တဲ့လူအဖွဲ့စည်းဖြစ်စေရမည် ခင်မိတဲ့လူအဖွဲ့အစည်းဖြစ်စေရမည်ဒီချက်ကိုအခြေခံပန်းနိုင်ထားပြီးဖြစ်လျာဒီပန်းနိုင်ကိုဘောင်တွဲမှာလက်ရှိရင်ဆိုင်နေရတဲ့စီးပွားပြက်ကတ်အတွက်အဖြေနဲ့ဒီခုတော်เนาะဒီအစားထိုးအသုံးပြုမဲ့ခုတော်ရှာပွေနိုင်တော့ပြီလို့ဘေးကွန်းထောက်เสียပေါ်လာပါတယ်ဒီနေရာမှာပဲပန်းနိုင်ကဘာတွေဖြစ်လဲဆိုတော့သူတို့ရဲ့အဆိုပါပန်းနိုင်ဟာပဲမြင့်မြတ်တဲ့ထာဝရဘုရားတခင်နဲ့သက်ဆိုင်တဲ့တရားတွေဖြစ်ကြတယ်တဲ့အခုလိုပညာရှင်တွေကလက်ရှိစီးပွားရေးအကျက်အတဲမှာ မမြင့်မြတ်တော့အရာတို့ကိုလည်းလုံတန်လုံရလိမ့်မယ်ဆိုပြီးတော့မှထောက်ပြနေပါတယ်အနည်းနဲ့သုံးနေတဲ့အာနာလက်ရှိခေါင်းဆောင်တို့ကမြင့်မြတ်တော့တရားတွေဟောတယ်ထိုချိန်မှာပဲတရုတ်စီးပွားရေးပညာရှင်တို့က2009ခုနှစ်ရဲ့စီးပွားရေးအလားအလာကိုခံမှန်းနေခံမှန်းခိုင်းနေအများစုက2009ခုနှစ်အတွက်စီးပွားရေးအလားအလာကိုအကောင်းဆုံး ပြင်ကြဘူး2009ခုနှစ်မှာစီးပွားရေးအကျပ်တဲပို့ဆိုးလာမယ်ဆိုပြီးထင်ကြေးပေးကြတယ်စီးပွားရေးကတ်ကြီးဆက်ရှိမယ်လို့လည်းပြောကြတယ်2009ခုနှစ်မှာလည်းစီးပွားရေးမုံတိုင်းဟာဆက်ရှိအောင်မယ်အကြောင်းကစကားအလှတင်စာပြီးတင်စာပြောဆိုနေကြသေးရဲ့2009ခုနှစ်မှာကမ္ဘာစီးပွားရေးက007ပုံတံတန်းအတိုင်းဖြစ်လာလိုက်မယ်လို့လည်းဆိုတယ်ဒီတရုတ်စီးပွားရေးပညာရှင်တာဝူဂျောင်းကခံမှန်းတယ် ဂျိန်းဖရွန်ရုပ်ရှင်007ကိုစကားကိုယူသုံးတဲ့ဖြစ်ကမ္ဘာစီးပွားရေးတည်တဲ့ဂျိန်းဖရွန်ရုပ်ဂျိန်းဖရွန်ရုပ်ရှင်ကဲဆိုတဲထိတ်ရင်ဖွဲ့ကြာဖြစ်လာလိမ့်မယ်အဲ့လိုလေဖြစ်သွားလိမ့်မယ်လို့လည်းဆိုတယ်တရုတ်စီးပွားရေးပညာရှင်ကဒီလိုဂျိန်းဖရွန်နဲ့ရည်ညွှန်းခြင်းကဘာကြောင့်လဲပေါ့နော်ဒီလိုမျိုးဖြစ်ရတိကကမ္ဘာဗန်နာရေးစနစ်ဖွင့်ပြတိုးတက်မှုတွေ2009ခု0ဖြစ်ပြီတဲ့ နှစ်ကအတိုးနှုန်းတို့ဤ0နှုန်းထိရှော့ချပေါ်ရှိသည်ရဲ့သုံးကတရုတ်ပြည် GDP တိုးတက်မှုနှုန်းသည်9ရာခိုင်နှုန်းသာဖြစ်မိဟုညွှန်းခြင်းဖြစ်ပါသည်ရဲ့ကမ္ဘာကန္တာဤတိုးတက်မှုရာခိုင်နှုန်းက0အတိုးနှုန်းရာခိုင်နှုန်းတွေက0တရုတ်ပြည်ကလည်း GDP ဖွံ့ဖြိုးတိုးတက်မှုတော့9ရာခိုင်နှုန်းကိုညွှန်းတာကြောင့် သူကလည်း007ဟုလို့လည်းထပ်မံပြောသည်ရတယုတ်ပြည်က GDP တိုးတက်မှုနှုန်း800ခိုင်နှုန်းကိုဖျားသခင်ကပြဋ္ဌာန်းပြီးသောနှုန်းဖြင့်တတ်မှတ်ကြသည်ဖြစ်တယ် GDP 800ခိုင်နှုန်းရှိမှတရုတ်ပြည်မှာလူမှုရေးတည်ငြိမ်မှုရနိုင်ပြီလို့လည်းယုံကြည်ကြသည်ဖြစ်တယ်တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက800ခိုင်နှုန်းအောက်မရောက်ကောင်းပေတဲ့သို့တော့တရုတ်စီးပွားရေးပညာရှင်က2009ခုနှစ်မှာတရုတ် GDP ကဆိုခဲ့တဲ့အတိုင်း900ခိုင်နှုန်းသာရှိမည်ကိုခန့်မှန်းလိုက်ပါသည်တဲ့ မြင့်မြတ်သောနှုံးရှေ့ရဟိုင်းလုံးအောက်ခံမှန်းလိုက်ခြင်းဖြစ်ပါသည် အခြားတရုတ်စီးပွားရေးပညာရှင်အားလည်းတရုတ်ပြည်ဖို့2009ခုနှစ်မှာအနှေးကြီး3နှေးတွေးရှိတွေးတွေးပွဲရှိသည်ဟောသည်တစ်ကစားတုံးမှုဝယ်လွားနှင့်ဖွဲ့စည်းမှုနှေးသွားပြီးနှစ်ကရင်းနှီးမြုပ်နှံမှုနှေးသွားပြီးသုံးကနိုင်ငံခြားကုန်သွယ်ရေးနှင့် e-sport တွေနှေးသွားပါပြီတရုတ်ပြည်က2009ခုနှစ်မှာအနှေးကရက်ကအိမ်နီးချင်းနိုင်ငံစီးပွားရေးအပေါ်မှာဘယ်လိုကရက်တွေထမလဲတဲ့ ဝေကြီးလောကမှာဇယိုက်၃ပါးဖြစ်တယ်ရှုံးတော့လေအလိန်ဖြစ်ဝေကြီးဗန္ဓာကြီးလောကမှာစိတ်မချရပြီစံသစ်တီထွေမှုများလေလေမယိုးသားမှုတွေများလာလေလေပါပဲကလိန်ကကြစ်ရှိရှိမှုတွေကရှုပ်ထွေးလာလေပါပဲကလေးကကြစ်ကြမှုလိမ့်လည်မှုတို့ကူးပြောင်းသွားရင်အမြဲတမ်းအလားအလာရှိနေတယ်။တမာအာဇီဝအကြောင်းဘလောက်ပဲလာလာမတော်မတရားပြုလုပ်မှုတို့ကရှိစမြဲဖြစ်ပါတယ်။လိမ့်လည်မှုတို့နဲ့ပတ်သက်ပြီးပညာရှင်အများစုကသူတို့ဤလောဘကိုအပြစ်တင်ကြတယ်။ လူသားဤပင်ကိုယ်စရိုက်ဖြစ်သောကြောင့်လောဘကြောင့်လိမ်လည်မှုပေါ်လာသည်ကိုကောက်ချက်ချကြတယ်။ပညာရှင်တချို့ကလည်းလောဘကြောင့်လိမ်လည်မှုတွေဖြစ်ခြင်းနဲ့တဲ့တခုကိုကံတွေကလိမ်လည်မှုကိုမွေးထုတ်သည်ဟုဆိုပါရယ်။ တချို့ကလည်းစနစ်ကိုအပြစ်တင်တယ်အခုစီးပွားရေးအကျက်တဲတွေစိုက်နေရယ်ဘလောက်ကြာမလဲဆိုတာမသိဘူးဘလောက်ကျင်းပဲကျေပြန့်ပြီလဲမသိဘူးဘလောက်နန်ရှိုင်းမလဲဆိုတာလည်းမသိဘူးဒီလိုအခြေအနေမှာမရေမရာဖြစ်လေလေကလင်ကကြစ်တို့ကပုံများလေလေဖြစ်မဲ့လက္ခဏာပိုထင်ရှားလေလေဖြစ်လာပါတယ်တချို့ကလည်းစီးပွားရေးစမ်းပွင့်မှုတို့ကကလင်ကကြစ်မတော်မတရားလုပ်မှုတို့ဖုံးပိပေးထားပါတယ်တဲ့စီးပွားရေးအခြေအနေကောင်းနေစဉ်ကတဲ့ဒီလိုကလင်ကကြစ်နဲ့မတော်မတရားပြုလုပ်သူတို့မပေါ်တဲ့ စီးပွားရေးကောင်းနေတွေအားလုံးမှိန်နေကြတယ်သို့တော့စီးပွားရေးရုံတရက်ထိုးကြပြီးဖောက်ပြန်လာပြီဆိုတာနဲ့အလိန်တွေကဘူးပေါ်သလိုပေါ်လာတော့ပါတယ်တဲ့စီးပွားရေးအခြေအနေစိုးမလည်းအလိန်ခံရမယ်လည်းတိကြတော့တာပါတဲ့ယခုအမေရိကန်မီဒီယာတို့မှာအထင်ရှားဆုံးဖော်ပြခံရတဲ့လိမ်လွယ်မှုမှာလဲဒီ Matrof ယင်းနှင်းမြုပ်နှံမှု Corporation ကြီးနဲ့ဒီ Corporation အကြီးအကဲကနော်ဘာနဲ့ ဘာဘာနက်စ်မော့မာဒရော့စ်ဖြစ်ပါတယ်ဖောက်တယ်တတိယကအနှံထားတယ်ဒေါ်လာဘီလီယံ90ယင်းဒီမြုပ်နှံပေးရစတော့ရှယ်ယာဈေးထိုးကြချိန်မှာအကုန်ဆုံးရှုံးခဲ့ပါတယ်ဒီလိုဆုံးရှုံးကုန်တော့လိန်လယ်မှုတွေဆက်ဆွဲကုန်တော့ပါတယ်ဇယိုက်တုံးပါငွေကြေးလောကမှာဗန်နာရေးလောကသို့လိန်လယ်မှုမကြာခဏပေါ်ပါတယ်ဒီလိုပေါ်တိုင်းငွေကြေးလောကနဲ့လိန်လယ်မှုကိုဆက်ဟပ်ပြီးတော့အမျိုးမျိုးသုံးသပ်ခဲ့ကြတယ်ဒီသုံးသပ်မှုမှာကဘာကျော်ဘောဂပြေရပညာရှင်ကလည်း သုံးသက်တယ်အလွန်ကြော်ကြားတယ်ဒီသုံးသက်မှုကငွေကြေးလောကကြီးဇယိုက်သုံးပါကိုဖော်ထုတ်ခြင်းပါဒီဇယိုက်သုံးပါကြောင့်ငွေကြေးနဲ့ဗန္ဒာရေးလောကမှာလိမ့်လည်မှုအများနဲ့အရှုပ်ရှင်ဖြစ်နေရခြင်းဖြစ်ပါတယ်ငွေကြေးလောကကြီးပထမဇယိုက်ကကောင်းမှု ကောင်းမွန်သောအပြုမှုကောင်းမွန်သော ချုပ်လုံးပုံပေါ့နော် ကောင်းမွန်သောလုံးပုံကင်ပုံပြောဗျာသူရေးချင်တာရောထွေးနေခြင်းဖြစ်ပါတယ်တဲ့အပြုတ်မှုကောင်းနဲ့ချုပ်ထည်လက်ရကောင်းခြင်းတို့ဒီတဲ့တခြားစီရှိပါတယ်တဲ့တို့ပေမဲ့တီလာတမာရီဂုံပြည့်ခြင်းနဲ့ဉာဏ်ရည်ထက်မြက်ခြင်းတို့ကလည်းထိတ်အပ်ပါသည်တဲ့ချုပ်ပြီးပြောရင်ကောင်းမွန်သောအပြုတ်မှုများနဲ့ ကောင်းမွန်သောလက်ရာသီလသမာဓိနဲ့ဉာဏ်ရည်မြင့်ခြင်းတို့သည်တဲ့ဒေါန်တောင်မီနေဖို့ကောင်းပါသည်တို့ရတွင်ဝေကြီးလောကတွင်ဤလေးပါအကုန်ရောထွေးကုန်ပြီးရှောက်ကုန်သည်တဲ့ဒါကြောင့်လေဒီလိုရှောက်ထွေးကုန်သည်ဖြင့်ဝေကြီးလောကမှာဒူးစရိုက်တော့ဒူးစရိုက်အနေဖြင့်ရိုးသားသူနဲ့လိန်လေကောက်ကြားသူဆိုပြီးတော့အန္တရာယ်ရှိရှိပြီးအပြန်လန်မိခိုမှုတွေရှိလာကြပါတယ်လူကောင်းတဲ့လူလိန်တို့ကြောင့်မှအပြန်လန်မိခိုလာခြင်းပါတဲ့ငွေကြီးလောကရဲ့ဇယိုက်တစ်ပါးကိုပြောရမှာပေါ့တဲ့ဒီလိုမျိုး ဒီ God trick ကလည်းထောက်ပြရယ်ပေါ့နော်ငွေကြေးလောကမှာဖန်တရားတည်နေသောရှေးဟိုစကားတစ်ပုဒ်ရှိရယ်တဲ့ငွေကြေးလောကမှာအရာရာစိတ်ချရမှုအပေါ်မှာမူတည်နေသည်ဟူသော စကားဖြစ်ပါတယ်တဲ့ယုံကြည်စိတ်ချမှုဆိုသောစကားကိုအပြန်အလှန်သာဆိုပြီးတော့တကယ်သာတန်တရားဟူသောမယက်မနဲ့မယက်မနာ ပွားပွားများနေကြပါတယ်တကယ်နဲ့တကယ်တော့တန်တရားတွေကိုမယက်မနာပွားများနေကြပါတယ်ဒီအဲ့ဒီအဲ့ဒီအချက်ကပဲငွေကြေးလောကရဲ့ တက်တရာဇရိုက်ဖြစ်ပါတယ်တဲ့ဘယ်အတင်းကအင်အားပြင်းလဲဖွံ့ဖြိုးပြီးနိုင်ငံတွေမှာမီလီယံနာဘီလီယံနာတို့ရဲ့ဒဏ္ဍာဥစ္စာတို့ကိုရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ကအရင်နဲ့အတိုးမွှားအတိုးမြောင်းအောင်စီမံခန့်ခွဲပြီးကြတယ်တတိယတို့ကလည်းမိမိငွေအပ်ယုံဖြစ်အတိုးနဲ့အရင်နဲ့အတိုးပွားများနေသည်ဆိုပြီးတော့လည်းဆိုကြတယ်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဒီဒါနတွေမှာအပ်ထားကြတယ်ပေါ့ဗျာဒီလို